စနေသားသမီးများတွေအခုရောက်ရှိနေတဲ့ဂျွန်လ6လပိုင်းတလားတာရဲ့အချီရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့သီးသန့်ဟောသတင်းများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလောက်သေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာဒီ season လေးမှာတော့ကျွန်တော်ကဒါ terror card လေးနဲ့ပဲသီးသန့်ဟောပြောပေးမှာဖြစ်ပါတယ် စနေသားကြီးများရဲ့အခြေအေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အလွန်ကိုကောင်းမွန်လာတယ်လို့တွေ့ရပါတယ်စိတ်ချမ်းသာမှုတွေပါရမှုတွေတကယ်ပဲပေါ့နော်စီးတိမ်ဒုက္ခတွေနဲ့ပြေဝစင်နဲ့လာတလာကို ရောက်ရှိနေပြီလို့ကျွန်တော်အနေနဲ့တွေ့လိုက်ရပါတယ်ကိုချစ်သူကိုအိမ်တော်ပဲရဲ့ကျင်နာမှုယူရမှုဂယူဆိုင်မှုတွေကို အမှန်တကယ်ရရှိပါလိမ့်မယ်အဲ့တော့ ဖြစ်သူကြီးသားမရှိသေးဘူးဆိုတဲ့စင်ကယ်တွေဆိုရင်တောင်မှပဲတဲ့ဒီချိန်ကာလတည်းမှာဖြစ်သူကြီးသားတွေရလာနိုင်တဲ့ခြေရတဲ့သူနဲ့တွေ့ရကြုံရဆုံအားပါလိမ့်မယ်လို့တွေ့ရပါတယ်တဲ့เนาะအဲ့တော့အဲ့လိုပုံစံမျိုးတွေကိုသွားပြီးတော့တေရောကက်ကနမိတ်ပုံများတွေ့မြင်ရပါတယ်ဒီကာလဟာစနေသားမိများတွေအခြေအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့အလွန်တရာကိုကံကောင်းပြီးတော့ပြီးပြည့်စုံတဲ့ဒါ ဒုက္ခတွေပေါ့နော်စိတ်ချမ်းသာမှုတွေကိုရရှိစေပါလိမ့်မယ်လို့တွေးရပါတယ်နောက်တစ်ခုကလေဒါအိမ်အောင်ရှိတဲ့အမျိုးသမီးစနေသမီးတွေပေါ့နော်အဲဒီကာလမှာခလေးမရှိသေးဘူးသားသမီးလိုချင်တယ်ဆိုရင်အဲသားသမီးရနိုင်တယ်ကိုရင်ဆောင်ဝါတက်တယ်ဆိုတဲ့နမိတ်လေးကိုလည်းပဲတွေ့မြင်ရပါတယ်နော်အဲ့တော့အဲ့လိုမျိုးပေါ့နော်ကောင်းတဲ့အနေအထားတွေကိုတွေ့ရတယ်နောက်တစ်ခုကကိုကြည့်သူကိုအိမ်အောင်ဘက်ကကိုဘော်ကို အဲဘယ်လိုပြောမလဲဆိုတော့လက်ဆောင်ဝယ်ပေးတာတို့ကိုလိုချင်တဲ့အရာတစ်ခုခုကိုဖြည့်ဆွမ်းပေးတာတို့ပေါ့နော်အဲ့ဒါမျိုးတွေလည်းပဲရနိုင်တယ်ကြုံဝနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ကဲဒါကတော့ပထမတဲတော့ကက်ကနမိတ်ပုံကိုကျွန်တော်ပြောပြတာပါအလွန်ကောင်းပါတယ်ဘာအေရာမှမရှိပါဘူးနော်ဘာအေရာမှမရှိဘူးအရာကိုပြီးပြည့်စုံတဲ့ဒါကောင်းတဲ့နမိတ်ပုံပါအဲတော့ဒုတိယမောက်တဲတော့ကလေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်အချက်တွေကိုဂယူဆိုင်ဖို့လိုသလဲဘယ်လိုပြဿနာမျိုးလေးတွေရှိလာနိုင်တယ်လဲ နော်ဘလို့ရောကောင်းတာတွေကိုထပ်ပြီးရှိသေးတယ်လေနော်ဘလို့ရေရလေးတွေကိုစောင့်ဝဲတင်တယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ဒုတိယမြောက်တဲရော့ကတ်ကိုချုပ်ပြီးတော့ကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဘေးဒီမင်းမြန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီတက်တော့ဘိုင်ယိုမှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်တင်ထားတာရှိပါတယ်အရိကနေဆက်သွယ်ပြီးတော့ကျွန်တော်ကို online သီးသက်ဘေးဒီမင်းမြန်းလို့ရပါတယ်ဘေးဒီမင်းမြန်းမှုအတွက်ကတဦးချင်းတယောက်ချင်းရဲ့ ဘီရီကိန်းကန်းကိုတွက်ချက်ပြီးတော့ကျွန်တော်ကဘဝတက်သက်တာနဲ့ပတ်သက်တဲ့ဟောစတာတွေကိုပို့ပေးပါတယ်ကိုရဲ့ဒါစိတ်နေစရာကြီးတို့စောင်းဝမ်းရှောင်းဝမ်းတို့ပါမယ်ဖွာစာတာနဲ့ပတ်သက်တဲ့အဟောတွေပါမယ်အခုရောက်နေတဲ့အသက်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောပါမယ်အခုရောက်နေတဲ့အသက်ပိုင်းခြားတွင်မှာစောင်းရဲရမယ့် ရေရာတွေပါပါမယ်။နောက်ခုတော့လာပိုင်းခြားနဲ့ပတ်သက်တဲ့အဟောပိုင်းတွေပါပါမယ်။နောက်ကိုကဘယ်နှစ်ပဲကိန်းကိုဘယ်လိုရောက်နေတယ်ဘယ်လိုရှိနေတယ်ဆိုတာကိုသိချာနားလည်အောင်ကျွန်တော်ရှင်းပြပေးတယ်။နောက်ကိုတိလို့တဲ့ကိစ္စကိုမေးလို့တဲ့အကြောင်းကိစ္စတွေကိုလည်းအခုလိုတေရော့ကတ်တွေနဲ့ကျွန်တော်ပြန်ပြီးတော့ကြည့်ပြီးတော့ဖြေပေးဟောပေးတာမျိုးတွေရှိပါတယ်။နောက်လိုအပ်တဲ့အခါမှာဘာရေရာတွေဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကိုအကြံဉာဏ်ပေးတယ်။ ပြောပြပေးပါရယ်เนาะခေတာကတော့ဒါကျွန်တော်နဲ့ဗီဒီမီမင်းကျင်တဲ့သူများအတွက်ပါအဲ့တော့ကြိုတင်ပြီးတော့ဒါ၂ရက်၃ရက်ခန့်စည်ရင်ပေးထားတာမျိုးလေးတွေရှိပါတယ်ညံပူဇော်ကားကတော့တဦးကို၂000ငွေကျက်เนาะ၂500ကျက်ယူပါတယ်ခင်ဗျာနောက်ရန်ကုန်မှာဒါဘီနီဟောကဖွင့်ဖို့ကိစ္စလည်းပဲကြိုတင်ကြေညာထားတဲ့အတိုင်းအခုလာမယ်အခုဒီလ6လပိုင်း 6ရက်နေ့ကနေစပြီးတော့12ရက်နေ့အထိတပတ်တိတိပေါ့နော်ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာကျွန်တော်ဗီဒီယိုဟောပေးမှာပဲအပြင်မှာလူတွေ့ဒါဗီဒီယိုမင်းများကျင်တဲ့သူများကမနေ့9နိုင်ရနေနှစ်ကင်းတက်နိုင်အထိပဲပေါ့နော်အချိန်ပိုင်းနေ့ကျွန်တော်ရှိပါမယ်အဲ့တော့ကျွန်တော်နဲ့တွေးဆုံမှုအတွက်ကကြိုတင်ပြီးတော့ဒါဒီ TikTok Messenger မှာပဲဖြစ်ဖြစ် Viber Telegram မှာပဲဖြစ်ဖြစ်ကြိုတင်ပြီးတော့ဒါစည်ရင်ပေးလို့ booking လုပ်ဖို့တော့လိုပါတယ်ကြိုတင်စည်ရင်ပေးထားတဲ့သူတချို့နဲ့ပဲကျွန်တော်ကတွေးဆုံပြီးတော့ ဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကြတာကတော့ဗီဒီမီမန်းသူများမီမန်းကျင်တဲ့သူများအတွက်ကိုကြွညာပေးခြင်းပဲဖြစ်ပါတယ်เนาะကြတော့စနေသားများအတွက်ဒုတိယမြောက်တေရော့ကလေးကိုကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်စနေသားသမီး ်များကဒီချိန်ကာလအတွင်းမှာပေါ့နော်မပွင့်လင်းမှုလေးတွေဖြစ်တတ်တယ်ဗျမပွင့်လင်းမှုလေးတွေကတချို့သောကိစ္စတွေမှာမလိုအပ်လို့မလို့သူ့ကိုကွာမပြောဘူးအဲ့တော့မပြောဘဲထားတဲ့ကိစ္စတွေကမပြောဘဲထားတာမှတင့်တယ်ပေါ့နော်ပြောလိုက်ခါမှပို့ပြီးတော့ရှုပ်သွားတာမျိုးတွေဖြစ်တတ်တယ်အဲအဲ့လိုမျိုးလေးတွေရှိတယ်အာပြဿနာမရှိဘူးဒါပေမဲ့တချို့သောကိစ္စတွေမှာ ပြောတင်ပြောထိုက်တဲ့ကိစ္စလေးတွေမှာရှင်းသင့်ရှင်းထိုက်တဲ့ကိစ္စလေးတွေမှာပြောတင်နဲ့ရှင်းသင့်နဲ့လို့လည်းပဲကျွန်တော်အနေနဲ့အကြံဉာဏ်ပေးတင်ပါတယ်။မပြောတင်မပြောထိုက်မရှင်းသင့်မရှင်းထိုက်တဲ့ကိစ္စလေးကိုထားလိုက်ယတနာမရှိဘူး။အဲနောက်တစ်ခုကတချို့သော စနေသားမီးတွေကတရားပေါ်တရားပလီနေသလိုမျိုးလေးတွေလှည့်သားနေသလိုမျိုးလေးတွေလည်းပဲဖြစ်တတ်တယ်။ကိုယ်ဟာပဲသူ့ကိုအဲ့လိုလုံနေတာလား။ကိုယ်ဟာပဲသူ့အဲ့လိုလုံနေတာကိုခံနေရတာလား။အဲ့အားလေးတွေကိုတော့နည်းနည်းလေးသတိထားစေချင်ပါတယ်။ ဂယူဆိုင်စီကျင်ပါလေအဲ့ဒီအချက်လေးကိုတော့မှာကျင်ပါလေတဲ့ဒီခုကြားနေတဲ့တဲတော်ကကသွားလှဲသားချင်းနဲ့ပတ်သက်တဲ့ကမာယာများချင်းနဲ့ပတ်သက်တဲ့ကအဲ့တော့ကိုကပဲလှဲသားနေတာလားကိုကပဲမာယာများနေတာလား तू आ ပဲကိုဘော်ကိုလှည့်သားနေတာလား तू आ ပဲကိုဘော်မာယာများနေတာလားဆိုတာကတော့ဒါမိမိသားလျင်အတိဆုံးပဲဖြစ်ပါတယ်เนาะအဲဒါကြောင့်မလို့အဲ့ဒီအချက်လေးတွေကိုကျွန်တော်ထည့်ပြီးတော့ကြောကြခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလအတွင်းမှာ အပြင်ကိုထွက်ရတာတွေကိုချစ်သူကိုအိမ်အောင်မဲ့နဲ့ပေါ့နော်။သွားရလားလှုပ်ရှားတာမျိုးတွေရှိတတ်ပါတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့တွေးရပါတယ်။အဲ့တော့ရေရာပိုင်းနေနဲ့ကတော့ဘာလို့စီကျင်လဲဆိုလို့ရှိရင်ဖះမှာတောက်တော်ရေတစ်ခွက်ကမီးအလင်းနိုင်တစ်ထိုင်ရေလှူဒန်းပြီးလို့ရှိရင်ဒါရေနဲ့မီးပေါ့နော်အဲ့တော့မီးအလင်းနဲ့တစ်ထိုင်ရေတောက်တော်ရေတစ်ခွက်ကလှူဒန်းပြီးတော့အချီရေးအိမ်အောင်ရေတို့မှာအဆင်မပြေမှုတွေရှိခဲ့မယ်ဆိုရင်အဆင်ပြေပါစေဆိုပြီးတော့ ဆူတောင်းပေးပါလို့ကျွန်တော်အနေနဲ့အကြံဉာဏ်ပြုပေးလိုက်ပါတယ်အဲ့တော့များသောအားဖြင့်တော့စနေသားမီးများရဲ့အခြေအေးအင်အားကြီးဟာဒီအခုရောက်နေတဲ့6လပိုင်းမှာအဆင်ပြေမှုတာယာမှု ကောင်းမွန်မှုတွေကိုရရှိနိုင်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်အားလုံးအဆင်ပြေပါစေအဲ့တော့သဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်